ကျမရဲ့ဆရာမဒေါ်ဗစ်ဒိုရီယာဘွန်အသက်82နှစ်ရင်နာကင်ဆာအဆင့်နှစ်ရေဒိုသီရဖီဓာတ်ကင်ရမှာအယိုးပေါ်ရှိ အရေပြားလောင်ကျွမ်းခြင်းကိုကိုစားလာမျှဝေတာဖြစ်ပါတယ်ရှင်။ကျမဖြစ်တဲ့ရောဂါဝေဒနာက breast cancer ရင်နာကင်ဆာအဆင့်နှစ်ဖြစ်ပါတယ်ရှင်။ဒီကင်ဆာဝေဒနာကို ကျမကုသပြီးတဲ့အချိန်ခါမှာနှစ်နှစ်ကြာတဲ့အချိန်ခါမှာကျမ ဝေဒနာနောက်ထပ်တစ်မျိုးခံစားရပါတယ်အဲ့ဒီဝေဒနာကပါလဲဆိုရင်ညာဖိတ်တင်သားတစ်ခုလုံးဟာရောင်ရမ်းလာတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့မှဆေးအမျိုးမျိုးဆေးရပါတယ်ဒါဒီအားလုံးစစ်ပြည့်တဲ့ချိန်ခါမှာဘာတွေ့ရလဲဆိုတော့ယောဂလက္ခဏာဘာမှမဖြစ်ဘူးဆိုတာဟာကိုတွေ့ရပါတယ်သို့တော်အပြင်ပန်းကနေကျွန်တော်ကြည့်တဲ့ချိန်ခါမှာဒီရင်သားကြီးတစ်ခုလုံးဟာရောင်ရမ်းပြီးတော့မှညီများနေတယ်ဆိုတာဟာကိုတွေ့ရပါတယ်ရှင်ဒီလိုမျိုးအခြေအနေဖြစ်လာရာကနေပြီးတော့မှကျွန်မက ဆရာဝန်ပေးထားတဲ့အင်္ဂလိပ်စင်၅မျိုးစသုံးရပါတယ်ရှင်အာစစ်ကတစ်မျိုးရောင်ညမ်းပြောက်တဲ့ဆေးကတစ်မျိုးနောက်တစ်ခါပြန်ပြီးတော့မှအသားအရေတွန့်တွန့်ပြီးတော့မှရောင်ပြီးတော့မှဖြစ်နေတဲ့ဥစ္စာကပြန်ပြီးတော့မှဝတ်သွားအောင်ဆိုတော့မှတစ်မျိုးနောက်ခါအန်တီဘိုင်ယိုတစ်နောက်ထပ်တစ်မျိုးပြန်ပြီး၅မျိုးတိတိစားရပါတယ်ရှင်အဲ့လိုစားရကနေပြီးတော့မှဒီလိုဆေးတွေအလုံးစားရတာဟာနှစ်နဲ့ချီကြပါတယ်တစ်နှစ်ခွဲလောက်ထိ စားသုံးရပါတယ်ဒီကြားချင်းမှာကျမကဘာတန်ဘာလုပ်လဲဆိုလို့ရှိရင်နေ့ခင်းမှာလဲ90ညခါလဲ90အဲ့ဒါလောက်မျိုးစားသုံးပြီးတော့မှနေလာခဲ့တယ်အဲ့လိုမျိုးယောဂချင်းနဲ့တအားကြီးတဲ့အတွက်ကြောင့်မလို့ဆေးကလည်းပဲများများတောက်ကြပြီးမဲ့လည်းပဲတိတိတတ်တာကြီးမတိရဘူးရှင်ဒါပေမဲ့ကျမလက်မလျှော့ဘူးဆက်လက်ပြီးတော့မှဒီဆေးကိုဒီ note အတိုင်းအများကြီး dose တင်ပြီးတော့စားခဲ့တယ်အဲ့လိုစားရကနေပြီးတော့မှတစ်နှစ်ခွဲကြာလာတဲ့အချိန်ကမှကျမရဲ့ဒီဝေဒနာဟာတော်တော်လေး က်ပါလာတာကိုတွေ့ရတယ်။လင်စီထဲမှာဒပိနိုင်များနန်းနဲ့စူပါမြက်အစ်စ်ပြန်ပြီးတော့မွန်းမှန်ပြီးတော့ပြုတ်ပြင်ထားတဲ့ဒီစစ်အစ်စ်ကိုစားသုံးတဲ့ချိန်ကမှတမအချင်းနေဟာတိတလာတိတိတတာတိုးတက်လာတာကိုတွေ့ရတယ်ရှင်။ဘယ်လိုမျိုးအချင်းနေဖြစ်လာလဲဆိုတော့ဒီစစ်ကိုကျွန်မရတဲ့ချိန်ကမှကျွန်မဒိုးစ်ပြန်ပြီးမြင့်ပြီးထပ်စားပါတယ်။မနေ့ဆိုရှင်90နေ့ခေတ်ကမှဆိုလို့ရှိရင်36နေ့ခင်တဲ့ညနေတဲ့ချိန်အဲ့ဒီ36ကို အဲ့လိုနှုံးနဲ့စားသုံးရကနေပြမနလတိတိစားလိုက်ပါတယ်ရှင်ပြီးတော့မှအဲ့နလကုံသွားတဲ့အချိန်ခါမှာကျမဘာပြန်ထစားလဲဆက်ငါးတစ်ဆယ်ကိုတော့မနဲ့မလျှော့ပါဘူးနေ့ခင့်ခါမှာနေ့လေးကိုနှစ်ကျင်းနေ့ခင့်တစ်ကျင်းညတစ်ကျင်းပြန်ပြန်မှခွဲပြီးစားတယ်အဲ့ဒီဥစ္စာလည်း၃ပတ်လောက်ကြာသွားတယ်ရှင်အခုကျတော့ကျမဘာပြန်စားလဲဆိုရှင်မနဲ့ dose နည်းနည်း short ပြလိုက်တယ်၃၆ညနေနေ့လေးအဲ့ဒါတစ်ကျင်းစီး လေးလာစားပြီးလာလိုက်တဲ့ချိန်ကမှဒီရောဂါဝိရဏရဲ့အခြေအနေဟာတော်တော်လေးကိုကောင်းမွန်လာတာကို တွေ့ရတယ်ရှက်သူ့ရဲ့ area ဟာလည်းပဲကျင်းမြောင်းလာတာကိုတွေ့ရတယ်ဖြစ်ပြနေတဲ့ချိန်ကမှဆိုလို့ရှိရင်ဒီ area ကျနေရတဲ့အပြင်ကိုတွေးကြောတယ်ဟာလည်းရောင်ရမ်းနေတယ်ပြီးတော့မှအပေါက်လည်းပဲဖြစ်တယ်တန်ငန်ကြီးလည်းထွက်တယ် အခုကျတော့တန်ငန်ရေလည်းမထွက်တော့ဘူး area ကကျင်းမြောင်းသွားတဲ့အပြင်ကိုအပေါက်ကလည်းပြန်ပြီးပိတ်သွားတယ်ဆိုတော့တွေ့ရတယ်ရှင်အဲ့ဒီအနာ area တခုမှဆိုရှင်ပရက်စစ်တက်တယ်လို့မျိုးရစီရစီဖြစ်လာကနေပြန်အခုအဲ့ဒီရစီရစီဟာလုံးဝမရှိတော့ပါဘူးရှင်ပြီးတော့မှအဲ့ဒီအနာပေါ်မှာဆိုလို့ရှင်ဘာပြန်ဖြစ်တယ်လဲဆိုအတွင်းသားထဲမှာ ဟိုအလုံးကလေးတစ်ခုဟာအပေါ်ကနေအောက်ကိုရှော့ရှင်းသွားတယ်လို့မျိုးကိုကျမက၄ချိန်၅ချိန်လောက်အထိကိုခံစားရပါတယ်။အဲ့တော့ကျမရဲ့ယောဂအခြေအနေဟာတော်တော်လေးကိုကောင်းမွန်လာတယ်ဆိုတာဟာအခုပြန်ပြီးတော့မှတွေ့ရှိနိုင်ပါတယ်ရှင်။ဒါပေမဲ့မူလစဖြစ်တဲ့အချိန်ကနေစပြီးတော့မှယခုအချိန်ထိကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ကျမရဲ့ဝေဒနာယောဂအခြေအနေဟာ80လရခိုင်နှုန်းလောက်ကိုတက်တာပြောက်ကင်းလာပြီဆိုတာကိုတွေ့ရပါတယ်ရှင်။အဲ့တော့ဆရာဝန်ညွှန်းတဲ့ဆေး အားဆင်းတစ်မျိုးပဲတောက်ရတော့တယ်။ကြံတဲ့ယောဂဝေဒနာတက်တာစီတဲ့စီလုံးဝစားရခြင်းမရှိတော့ပါဘူး။ဒီကြားထဲမှာကျွန်မ၃လတည်းချင်း medical check up လည်းလုပ်ပါတယ်။လုပ်လုပ်ထားတော့အဲ့ဒီ medical check up အားလုံးတွေအားလုံးကလည်းပဲဘာမှယောဂဝေဒနာအခြေဆွဆွရရမရှိဘူးအားလုံး clear ကောင်းပါတယ်ကောင်းမွန်တဲ့အခြေအနေရှိပါတယ်ဆိုတာဟာကလည်းပဲကျွန်မရဲ့စီးစာမှတ်တမ်းမှတ်ရအရာတွေ့ရှိနိုင်ပါလိမ့်ရှင်။ဒါပေမဲ့အခုဆေးကိုပြန်ပြီးတော့မှတနည်းတဖုံမုန်းမှန်ပြီးတော့မှအစွမ်းထက်တော့ဆေး ဖြစ်တဲ့လင်စည်းရဲ့စုပန်းရဲ့တပင်တံမြတ်နိုင်ရဲ့သူ့ရဲ့အချိုးအစားတိုင်းထည့်ပေးပြီးတော့မှကျမတို့စားသုံးတဲ့အချိန်ခါမှာကျမအချင်းနေတော်တော်လေးကိုကောင်းမွန်နေတယ်ဆရာကရဲရဲကြီးအမခံပါလေရှင်ဒါကြောင့်ဒီစည်းကိုပြန်ပြပြုပြင်ပေးတော့ ဆမ်မကြီးဒေါခင်ကြီးကိုလည်းပဲကျေးဇူးအများတင်ပါတယ်ခုထိမှလည်းသူကလင်စည်း3လုံးပိုလန်6လုံးနဲ့တနည်းကို3ချိန်အထိသူဆက်လက်စားသုံးနေပါတယ်သူကလည်းပြောပါတယ်ဆရာမဟိုလည်းအရန်ကျေးဇူးတင်တယ်ပြောပြပါတဲ့သူမအားလို့မလားတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒါကြောင့်မလို့ဆမ်မဒေါခင်နဲ့တကွာရှိုင်ဟုတ်မိသားစုဝင်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် Faces if you wanna play tough and wanna hate this, although show up. I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up Everything I do, so instinctive and so passionate. Every word I move, so descriptive, like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas, think I'm okay.